ကာဆာစစ်ပွဲကြီးညင်အေးပါပြီတမဒါထရမ့်ကရာဇဝင်တင်သောနော်ရာဇဝင်တင်သောအလုတ်ကိုလုတ်ခဲ့ပါတယ်အရှိအလေပိုင်းမှာဆိုရင်အိုးသူပြောပြတယ်နှစ်ပေါင်း၃၀၀ရှိပြီတဲ့ဘာသာတွေအချင်းချင်းပေါ့လူမျိုးအချင်းချင်းစစ်ပွဲတွေဖြစ်ပြီးတော့မငိမ့်နိုင်မအေးနိုင်ဖြစ်နေတာအဲ့ဒါကိုသူငိမ့်အေးအောင်လုတ်ပေးလိုက်ပြီအဲ့ဒါအခုသမရထရမ့်က သူ့ကိုခေါ်တော့ Israel လို့ချက်ချင်းအရင်သွားတယ် Israel မှာအရန်ဖုန်ကြီးပါတယ်သမရထရန့်ရဲ့လေးမြန်ကြီးကိုခါတဲ့ဒီစစ်လေရင်နေနဲ့ဘေးကနေဝင်းရံပြီးကြိုးဆိုတယ်ကြိုးဆိုတယ်အဲ့ဒါဟိုကတာကကတာကစစ်လေရင်နေနဲ့ဘေးကနေသမရထရန့်ရဲ့ဒီ Air Force 1ကြီးကိုပေါ့ကြိုးဆိုပြီးတော့ Israel ကိုရောက်တယ် Israel ကနေပြီးတော့ နေတန်ယာဟူကိုရန်ကြိုဆိုပြီးတော့အစ္စရေးပါလီမန်မှာသူစကားပြောတယ်။တမိုင်းတွင်မဲ့စကားကြီးပေါ့နော်။အဲ့တော့ဆက်ဆက်ချင်းဒီအစ္စရေးလာလဲပါလက်စတိုင်းတွေကိုထိမ့်သိမ်းထားတာကိုပြန်လွတ်ပေးတယ်။1900ရဲ့နောက်ပြီးတော့အကျဉ်းသား250 2000ပြန်လွတ်ပေးတယ်။ဘုဘက်ကဂျူးပေါ့အစ္စရေး အသက်ရှင်ရဲ့လူ20 18ရောက်အရင်ပြန်လွတ်တယ်ပြီးရင်အလောင်းတွေကတော့သူတို့ရှားရအောင်မယ်အလောင်းတွေကတော့ဘယ်မှာမြုပ်တာလဲမသိသူတို့တူးပေါ့အဲ့တော့အဲ့မှာသမရထရမ်ကြီးကိုခေါ်တယ်အစ္စရေးတနိုင်ငံလုံးဝဂျေဇုတင်ကြတယ်သမရထရမ်ကလည်းအစ်တင်ညာဘူးလည်းချီးကျူးတယ်ပြီးတော့ချက်ချင်းပဲသူကအီဂျစ်ကိုသွားတယ်ဘာကြောင့်ဆိုလို့ရှိရင်ဒီဟာကဒီဂါဇာဂါဇာ နေရာကိုပေါ့အဲ့မှာပါလက်စတိုင်းတွေလည်းနေမယ်အဲ့ဒါကိုသူတို့နေလို့ရအောင်ပြီးလို့ရှိရင်စစ်စစ်သွေးကြတဲ့ဟားမတ်တွေလုံးဝလက်နဲ့ချဖို့အဆင်ရှိသေးတယ်အချက်က20ရှိတာ哦အဲ့တော့ပထမ2ချက်3ချက်ကတော့ ဒီလူတွေပြန်တစားကနေပြန်လွတ်ရေးပြီးသွားပြီပြီးလို့ရှိရင်အစ္စရေးကဘုံကျဲတာလည်းရက်သွားပြီပြီးရင်အစ္စရေးကလည်းနောက်နောက်တစ်ဆင့်ပြန်ထုတ်မယ်ထွက်ပြီးလို့ရှိရင်အဲ့ဒီမှာနိုင်ငံတကာကဟိုလုံခြုံရေးတပ်တွေလာကြည့်မယ်ကြည့်ပြီးလို့ရှိရင်ဒီပါလက်စတိုင်း ပြည်တဲကပြည်သူတွေဟို peace လို့လာတယ်ပေါ့ငြိမ်းချမ်းရေးလို့လာတဲ့အစိုးရတက်ဖို့ပြီးလို့ရှိရင်နိုင်ငံတကာစောင့်ကြည့်အဲ့အစ်စ်နေအများကြီးကြံသေးတယ်။ဘာကြောင့်ဆိုတော့အခုလောလောဆယ် Hamas ကလက်နဲ့မချသေးဘူး။ Hamas ဆိုတာကလည်းအမုန်းတရားနဲ့ဒီ Israel နိုင်ငံကြီးရောဂျူးလူမျိုးတွေကိုဒီနေရာနေပြီးသူကအသေးပေါ့အမုန်းတရားများတယ်လက်နဲ့ကင်တာဆိုတော့သူတို့ကလုံးဝလက်နဲ့ချအောင်မယ်။ အဲ့ဒါမချသေးဘူးအခုသူကချက်ချင်းပဲလေမြန်ကြီးနဲ့ Air Force 1ကြီးနဲ့ဟိုအီဂျစ်ကိုသွားတယ်အာအီဂျစ်မှာခါတဲ့ဒီလေမြန် fighter jet ဟိုဘက်3စီးဒီဘက်3စီးနဲ့ရှင်ပြီးတော့သမဒရီထရန့်ပြင်လေမြန်ကြီးကိုကြိုးဆိုတယ်အဲ့ဒီမှာမနစ်20အတွင်းဒီပြောထားတာအားလုံးလာကြပါဆိုတော့အဲ့ဒီအီဂျစ်မှာအီဂျစ်သမ္မတကိုပြီးတော့အာရဗ်နဲ့မွတ်စလင်နိုင်ငံတွေရဲ့ ခေါင်းဆောင်ကြီးတွေရောချက်ချင်းပြေးပြေးလာကြတယ်။ဥရောပကခေါင်းဆောင်นี่အပြင်အင်ဒိုနီးရှားပါတယ်၊အိန္ဒိယပါတယ်၊ပါကစ္စတန်ပါတယ်။ဘာကြောင့်ဆိုဒီ၃ခုကမွတ်စလင်ပါကစ္စတန်ကမွတ်စလင်နိုင်ငံ၊အိန္ဒိယပါတယ်၊အိန္ဒိယကလည်းဟိုပါကစ္စတန်နဲ့ငြိမ်းချမ်းရေးဟိုစစ်ဖြစ်မှာကိုရပ်ထားတာသမ္မတထရမ့်ကပြောလို့အဲ့တော့အဲ့ဒါတွေလည်းလာတယ်။ဥရောပသမ္မဂကရောအင်္ဂလန်ရောအီတလီရောအီတလီကအမျိုးသမီးသူ့နောက်မှာရပ်ခိုင်းတယ်။အဲ့ဒါတွေအားလုံးပေါ့သူကဂျေဆု ူတင်နေတဲ့20 minutes within uh the uh, 20 uh, 20 minute 20 through call လိုက်တာအလုံးကပြေးပြီးလာကြတယ်အဲ့တော့ကာသူကအီဂျစ်သမ္မတကိုလည်းကျေးဇူးတင်နေတော်ကီဒီဂါဇာငြိမ်းချမ်းရေးမှာအဓိကဒီ American ကိုလုံးဝအားပေးပြီးအလုံးဝိုင်းပြီးဒီ ဒီ Middle East ကကြာပြီငိမ့်ချမ်းဖို့တင့်နေပြီပေါ့ဒီလက်နဲ့ကိုင်းဒီတောင်ချမ်းသူတွေမထားတော့ဘူးပြီးရင်ဂါဇာကမ်းခြေယူလဲအုပ်ပုံဖြစ်နေတာကိုသူတို့ပတ်စံနေအများကြီးနဲ့သမရထရောင်းကပြန်ပြီးအိမ်တွေစောက်ပြီးမှဒါမှပြန်လာတဲ့ပါလက်စတိုင်းတွေနေနိုင်အောင်လို့ပြီးလို့ရှိရင်ပူလစ်ပေါ့ ဒီစစ်မဟုတ်ပဲနဲ့ပိုလစ်လူတွေကိုပေါ့ရဲတွေကိုဒီဒီဒီတိုင်းပြည်မှာနေဖို့ပြပိုလစ် force ကိုပြန်တည်ထောင်ပေးမယ်အပီလို့ရှင်ဟာမတ်စ်ကိုလုံးဝလက်နဲ့ချခိုင်းမယ်ဒီအလုပ်တွေလုပ်ဖို့ကိုအားလုံးကအားလုံးက ီနိုင်ငံခေါင်းဆောင်ကြီးတွေအင်မတန်ချမ်းသာတဲ့နိုင်ငံတွေတဲ့ဒီ Middle East က Arab နိုင်ငံတွေကတမန်ရရပြောတယ်ဒီဟိုနေ့က Mr. Trump က Egypt ကိုကျေးဇူးတင်တယ်သူ့ကိုဒီလို fighter jet ကြီးနေတယ်ဒါငါတို့ငါတို့ American fighter jet တင်မလာတယ်ငါကြီးလိုက်တော့တယ်ညာဘက်မှာလည်း၃စီဘယ်ဘက်မှာလည်း၃စီအမလေးရန်သူလားမိတ်ဆွေလားတော်သေးတာပေါ့မိတ်ဆွေဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်ငါတို့စီကဝေထားတဲ့လေးမြန်နေမလားတဲ့ငါတို့ America ကတဲ့နပတ်တိအကောင်ဆုံး လေးမြန်နေထုတ်တယ်တဲ့စစ်ရဲမှာလည်းငါတို့ကအင်အားအကြီးဆုံးပဲတဲ့အဲ့ဒါကိုငါတို့ကဒီကဘာဘွားလူတွေငိမ့်ချမ်းဖို့ငိမ့်ငိမ့်ချမ်းချမ်းနဲ့စီးပွားရေးလုတ်ကင်ပြော့ချမ်းချမ်းတတနေဖို့ကိုငါတို့လုတ်တာတဲ့အဲ့တော့အဲ့မှာပါကစ္စတန်ကအဲ့ဖီးမာရှယ်လို့သူကကဲပါပြောချင်လဲဆိုပါကစ္စတန်ကဖီးမာရှယ်ကပြောတယ်အဲဒီသမရကြီးထရမ့်ကအင်မတန်ပေါ့အမေရိကန်သမရတွေထဲမှာ အင်မတန်ပေါ့ငင်းချမ်းရီကိုလူလာတော့အင်မတန်ဖုန်ကြည့်တော့ပေါ့ကောင်းတော့သမရကြီးဖြစ်ပါလေဒါကြောင့်မို့ President Trump ကကျွန်တော်တို့ nuclear ပိုင်ရှင်နေဖြစ်တဲ့အိန္ဒိယနဲ့ပါကစ္စတန်လေးရဲ့စစ်ဖြစ်တာသမရ Trump ကြောင့်မို့ကျွန်တော်တို့ရက်လိုက်တာဒါတန်းချီပြီးတေမဲ့လူတွေတေမဲ့လို့ကို ထရမ်ကနေပြီးတော့ရက်တဲ့အတွက်ကြောင့်မလို့အခုဆိုသူရက်ခိုင်းတဲ့စစ်တရား၈ခုရှိသွားပြီအခုဒီဂါဇာကိုငြိမ်းချမ်းရေးရဆိုအင်မတန်တလောက်တောင်ကြာနေတဲ့စစ်ကိုရက်တာပေါ့အဲ့ဒါသမရာကြီးထရမ်ကို Nobel ဆုပေးတင်ပါတယ်လို့ကျွန်တော်ထပ်ခါထပ်ခါပြောပါတယ်တဲ့အဲ Trump ကလည်းအရင်သဘောကျ Nobel ဆုကလည်းအမှန်မှာသူတို့ကဟို Democrat တွေက Nobel ဆုကိုအသုံးချပြီးနိုင်ငံငယ်လေးတွေကိုလိုက်လိုက်ပြီးတော့သူတို့ပေးခဲ့တာလေ Obama ဘာမှမလုပ်ဖ ೇನೆ Obama ကို Nobel ဆုပေးတယ်အဲဒါကြောင့်မို့သမရ Trump ကသူကကြတော့ဒီလောက်တောင်ကမ္ဘာငြိမ်းချမ်းရေးလုပ်နေတာကိုမပေးသေးဘူးအခုလည်းမပေးဘူးအဲ့တော့ကျွန်တော်တို့ဒီ Pakistan ကပြောတယ်အခုဆိုလို့ရှိရင်သူက အာရဗ်နိုင်ငံတွေကိုရန်ကျေးဇူးတင်တယ်တဲ့ငါဥစားမယ်ကိစ္စမှာအားလုံးကကူညီတာဒီမွတ်စလင်နိုင်ငံတွေအရန်ချမ်းသာတယ်ဆိုဒီအာရေဗျကာတာနော်တူရကီ UAE ဂျော်ဒန်နော်အဲ့ဒါတွေကို तू ကအားလုံးပြီးလို့ရှိရင်ဥရောပလူတွေလည်းလာတယ် UK တို့ဘာတို့ကအရင်တုန်းကပါလက်စတိုင်းဘာညာမြောက်ပေးနေတာလေဒီဥရောပဒီ NATO တို့ဘာတို့ဒီ UK က လူတွေအားဆိုလို့ရှိရင်အရင် Biden ကိစ္စတုန်းကလည်း Ukraine စစ်ဖြစ်ဖို့ Ukraine ဘက်ကအခုဆိုလည်း Palestine ဘက်ကအဲ့လိုလုံနေတဲ့လူတွေအခုကျတော့သမရ Trump မြောင်မှာငြိမ်ငြိမ်စိမ့်စိမ့်လေးလာနေကြတယ်။ Italy ကအမျိုးသမီးအမျိုးသမီးရလည်းပြောတယ်ငါတို့ကူညီရမယ်တဲ့ဒီအရှိအလေပိုင်းကအခုပဲတက်လာတာအမျိုးသမီးအ Italy ကအဲ့လှလှလေးပဲသမရ Trump ကလှတယ်တဲ့နေရတယ်။ငါတို့နိုင်ငံမှာဆိုရင် main ကလေးတယောက်ကို beautiful ပြောရင်ね politically correct ဖြစ်ဘူး။ငါတော့ဒီမှာပြောမှ ှာပဲနင်လှတာလှတာပဲတဲ့အဲ့လိုပြောတယ်အဲ့တော့ဒီဂါဇာမှာ Middle East ကသူကပြောတယ်အားလုံးကချမ်းချမ်းသာသာအင်းငိမ့်စွာနေရမှာတဲ့ဘာဖြစ်လို့ပေါ့စစ်ဖြစ်နေကြလေလူတွေတေပါလို့တေခံနေကြလေတဲ့အဲ့တော့ဆိုရင်ပါကစ္စတန်ကလည်းပြောတယ်သူရဲ့ မွတ်စလင်ဘရာသာဘရာသာဘရာသာဒီအာရဗ်နိုင်ငံကြီးအားလုံးငါတို့ညီအကိုတွေတဲ့ဆလမ်မလီကုန်ပါကစ္စတန်ရဲ့မွတ်စလင်နိုင်ငံဆိုတော့အဲ့လိုပြောသွားတယ်အဲ့တော့ဒါဆိုတမိုင်းတွင်နဲ့တမိုင်းတွင်နဲ့အစီဝေးကြီးပေါ့အဲ့ဒီအီဂျစ်နိုင်ငံမှာအိုးတကဘာလုံးကတကက်အရန် ခန္ဓာကြီးကျယ်သောနိုင်ငံအားလုံးကနော်မွတ်စလင်နိုင်ငံတွေရောဥရောပနိုင်ငံတွေရောခရစ်ယာန်နိုင်ငံတွေရောလာတွေ့ကြတာအဲ့ဒီဂါဇာကမ်းခြေကိုသူတို့ပြန်ထီတောင်ကြမှာဂရိစ်ပါတယ်ဟန်ဂရီပါတယ်အင်ဒိုအင်းဒီးယားပါတယ်အီရတ်တောင်ပါတယ်နော်ဝေးပါတယ်အိုမန်ပါတယ်နိုင်ငံပေါင်းစုံအားလီသမရအီထရမ်စီကိုလာ တွေ့ကြတာတော်တော်ကြီးကိုကြီးကျယ်ခမ်းနားသောသမရထရမ်ရဲ့ဖုံးတကူကြီးမားသောပွဲကြီးဖြစ်ပါတယ် အဲ့ဒါကြောင့်မလို့ဂါဇာကမ်းခြေလေအခုဆိုရင်အားလုံးငြိမ်းချမ်းတော့မှာပါအားလုံးပါလက်စတိုင်းတွေလည်းသူတို့ဒေသမှာသူတို့ငြိမ်းငြိမ်းချ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 မ်းတတနေရအောင်အိမ်တွေလည်းစောက်ပေးမှာနော်အဲ့တော့အိမတမင်္ဂလာရှိပါတယ်အဲ့တော့သမရထရမ့်ကိုဘယ်သူမှနိုဘယ်ဆုပေးပေးမပေးပေးကျမတို့ကပေးပါတယ်တကဘာလုံးကတော့နိုဘယ်ဆုပေးထားပါတယ် God bless you လို့လည်းအားလုံးကပြောကြတယ်အဲအဲ့ဒါကိုပြောတာပါ